င်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်ဒီဇင်ဘာလ3ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့အမေရိကန်ကမြန်မာနိုင်ငံအပေါ်မူဝါဒပြောင်းလဲဖို့ကြိုးစားနေတဲ့သဘောရှိတယ်လို့ပိုးမျိုးသားလွတ်မြောက်ရေးဖွဲ့ချုပ်ဥက္ကဋ္ဌဘိုမူဂျီခွန်ဥက္ကာကပြောဆိုလိုက်တဲ့သတင်း။အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကဟစ်စ်ဘိုလာအဖွဲ့ကိုလက်နက်ဖြုတ်သိမ်းဖို့ နောက်ဆုံးရသတ်မှတ်ခဲ့တယ်ဆိုတဲ့တင် အပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်ကမြန်မာနိုင်ငံအပေါ်မူဝါဒပြောင်းလဲဖို့ကြိုးစားနေတဲ့သဘောရှိတယ်လို့ပိုးမြသားလက်မြောက်ရေးအဖွဲ့ချုပ်မှဥက္ကဋ္ဌဘုံမူကြီးခွန်ဥက္ကာကပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အမေရိကန်သမ္မတဂျော်နယ်ထရန့်အနေနဲ့မြန်မာနိုင်ငံအပေါ်မူဝါဒပြောင်းလဲဖို့ကြိုးစားနေတဲ့သဘောရှိတယ်လို့ အိုးမြတ်သားလက်မြောက်ရေးအဖွဲ့ချုပ်မှဥက္ကဋ္ဌဘုံမူကြီးခွန်ဥက္ကာကစီရင်နိုင်တဲ့ဌာနကိုပြောပါရယ်မြန်မာမှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတဲ့အပြင်အုပ်ချုပ်ရေးပိုင်းမှာလည်းမြင်သားတဲ့တိုးတက်မှုတွေကိုတွေ့ရတယ်ဆိုတဲ့အကြောင်းပြချက်နဲ့မြန်မာနိုင်ငံသားတွေအတွက်ပေးထားတဲ့ယာယီနေထိုင်ခွင့် TPS ကိုရုပ်သိမ်းကြောင်းအမေရိကန်ရဲ့အမိမြေလုံခြုံရေးဌာနကနိုဝင်ဘာ24ရက်မှာထုတ်ပြန်ထားတာပါကြောင်းမှုကြောင်းမှုကြိုးစားနေတယ်လို့ပြောပါကြောင်းမှုမပြောင်းလို့ပါခြေခံတော့မပြောင်းလို့ပါအခုလက်ရှိ လုံပုံကံပုံလေးရုပ်ောက်ပွဲပေါ်လာပုံလေးကြည့်လိုက်တော့နိုင်ငံရေးပေါ်ကိုပြန်ပြီးတော့ဆက်နေတဲ့သဘောမျိုးတွေ့တော့နေကစောင့်ကြည့်နေတဲ့သဘောနဲ့သဘောသာပြောင်းမေးမပြောင်းမေးစောင့်ကြည့်နေတဲ့သဘောနဲ့ထောက်တယ်လို့ယူဆတယ်မြန်မာနိုင်ငံရဲ့အခြေအနေမှာမြန်မာနိုင်ငံသားတွေဘေးကင်းစွာနေရက်ကိုပြန်နိုင်လောက်အောင်တိုးတက်လာပြီဖြစ်တာကြောင့်ယာယီအကာအကွယ်ပေးထားတဲ့အခြေအနေကိုအမေရိကန်ကရက်စဲလိုက်တာဖြစ်ကြောင်းသိရပါဗျ။ အဲ့ဒီနောက်မြန်မာနိုင်ငံမှာအုပ်ချုပ်ရေးနဲ့တည်ငြိမ်ရေးဟာထူးခြားတဲ့တိုးတက်မှုတွေရှိလာခဲ့တယ်လို့အရေးပေါ်အခြေအနေကြေညာထားမှုလည်းရက်စဲသွားပြီးဖြစ်ကြောင်းလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေအတွက်စီမံချက်တွေလည်းလှုပ်ဆောင်နေပြီးဖြစ်ကြောင်းဖော်ပြထားတာပါ။ဒါကြောင့်အောင်မြင်တဲ့အပြည့်အခက်ရက်စဲရေးသဘောတူညီချက်တွေနဲ့ပုံမကောင်းမွန်တဲ့ဒေတန္တရအုပ်ချုပ်ရေးကြောင်းပြည်သူဝန်ဆောင်မှုပေးအပ်တာနဲ့အမျိုးသားပြန်လည်တည်မြဲရေးတို့တိုးတက်လာကြောင်းအမေရိကန်အစိုးရကပြောပါရယ်။ အဲ့ဒီအခြေအနေတွေကြောင့်မြန်မာနိုင်ငံသားတွေနေရက်ကိုဘေးကင်းစွာပြန်နိုင်တဲ့အခြေအနေကိုတိုးတက်လာပြီလို့အမေရိကန်အစိုးရကထုတ်ပြန်ခဲ့တာပါလက်ရှိအမေရိကန်နိုင်ငံမှာယာယီနေထိုင်ခွင့် TBS နဲ့နေထိုင်နေတဲ့မြန်မာနိုင်ငံသား၄000နီးပါးရှိကြောင်းအဲ့ဒီနောက်တက်တန်းတိုးခွင့်မရှိတော့တာကြောင့် TBS ခွင့်ပြုချက်နဲ့အမေရိကန်မှာနေထိုင်သူတွေဟာရက်ပေါင်း60အထိသာနေထိုင်ခွင့်ရမှာဖြစ်ကြောင်းသိရပါဗျ အမေရိကန်ခိုးလုံခွင့်မလျှောက်လို့သူတွေဟာယာယီနေထိုင်လို့ရစေဖို့ TPS လျှောက်ထားကြပြီး TPS အထောက်ထားရှိုံနဲ့တရားဝင်အလို့လုခွင့်ကတ်နဲ့အလို့လုခွင့်ရကြောင်းလည်းသိရပါဗါဒ်အဲ့ဒီ TPS ဟာမြန်မာနိုင်ငံမှာ2021ခုနှစ်နိုင်ငံရေးအပြောင်းလဲဖြစ်ပြီးနောက်အမေရိကန်ကိုရောက်နေတဲ့မြန်မာနိုင်ငံသားတွေကိုတမရဟောင်းဂျိုးဘိုက်တန်အစိုးရလက်ထက်မှာယာယီအကာအကွယ်ပေးတဲ့အခြေအနေပြဋ္ဌာန်းပေးခဲ့တာပါလက်ရှိတမရဒေါ်နယ်ထရန့်ဦးဆောင်တဲ့အမေရိကန်အစိုးရအဖွဲ့အနေနဲ့မြန်မာနိုင်ငံကိုတည်ငြိမ်နေလို့ယူဆတာကော မြမတက်မတော်ကိုတိတိကျကျလက်ခံတဲ့ပုံမပေါက်ပေမဲ့လေရွေးကောက်ပွဲပြီးနောက်အလှည့်အပြောင်းဖြစ်လာနိုင်တယ်လို့တွက်ဆထားပုံရကြောင်းပိုးပြတာလွတ်မြောက်ရေးအဖွဲ့ချုပ်မှဥက္ကဋ္ဌပိုမှုကြီးခွန်ဥက္ကာကစီရင်နိုင်တဲ့ဌာနကိုပြောပါရယ်တိတိကျကျလက်ခံတဲ့ပုံမပေါက်တာတောင်မှအခုလုံးဝရွေးကောက်ပွဲကတော့ဟိုပါဘောအလှည့်အပြောင်းပြုဖြစ်လာနိုင်တယ်ရွေးကောက်ပွဲမတန်မြင်ပါလေပြည်နိုင်မှုတစ်စုံတရာရှိတယ်ဒီကဘောပြီးလို့ရှိရင်ဥပဒေပြုလို့တော့အစိုးရတော့ဒီချပေါ်လာမှာ အဲ့ဒါတွေကိုမှန်းပြီးတော့စုံစုံတရားပြင်နေမှုရလာတယ်လို့ပြောတာဖြစ်နိုင်ပါတယ်ဒါကြောင့်ဟိုမှာသူ့လက်ယာယီသဘောမျိုးကိုလိုမျိုးတွေ့ရတဲ့အားတွေလည်းပြန်ရုပ်သိမ်းခဲ့တယ်ဆိုတော့ဒီရေကောက်ပွဲပြီးဖြစ်လာမယ့်အချင်းချင်းကိုဟိုပါကြောင်ရဲရှိမယ်ဆိုပြီးတော့အကောင်းဘက်ကိုဥတည်မယ်ဆိုပြီးတော့ဆက်စားပြီးတော့အဲ့ဒီရုပ်သိမ်းလိုက်တဲ့လူတွေကကုနိုင်ငံကနေလည်းပြန်လို့ရအောင်ပြုလိုက်တဲ့ဘဝမျိုးဖြစ်နေအောင် လက်ရှိမြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်းတစ်အနေနဲ့မြို့နယ်တရား2မြို့နယ်မှာကျင်းပမှာဖြစ်ပြီး2026ခုနှစ်ဇန်နဝါရီ17ရက်မှာရွေးကောက်ပွဲအပိုင်းနှစ်အနေနဲ့မြို့နယ်တရားမြို့နယ်မှာကျင်းပမှာဖြစ်ပါတယ်။အဲဒီလိုပဲ2026ခုနှစ်ဇန်နဝါရီလနောက်ဆုံးပတ်မှာရွေးကောက်ပွဲအပိုင်းတုပ်ကိုဆက်လက်ကျင်းပမှာပါ။မြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲဟာနိုင်ငံအထွတ်အပြောင်းလဲဖြစ်စီမှာဖြစ်ပြီးပြည်သူလူထုအနေနဲ့ဆန္ဒမဲပေးကြစီလိုကြောင်း ဒုတာဝန်ရေးသုံးပါကိုကောက်ွယ်ဆောင်ရှောက်မဲ့သူတွေနဲ့စီးပွားရေးတိုးတက်အောင်ဆောင်ရွက်ပေးမဲ့သူတွေကိုရွေးချယ်ပေးစီလိုကြောင်းနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကပြောပါတယ်။ရွေးကောက်ပွဲကျင်းပပြီးပါကအနိုင်ရတဲ့ပါတီကိုနိုင်ငံတော်အာဏာလွှဲပြောင်းပေးမှာဖြစ်ပြီးတက်မတော်ဟာနိုင်ငံတော်ကောက်ွယ်ရေးကိုသာဆောင်ရွက်တော့မှာလို့လည်းသူကပြောပါတယ်။နိုင်ငံရေးသမားနဲ့စီးပွားရေးသမားတို့ပူးပေါင်းပြီးတိုင်းပြည်တိုးတက်အောင်လှုံ့ဆော်တင်တယ်လို့ စီးပွားရေးနဲ့နိုင်ငံရေးလှိလာစောင့်ကြည့်သူတွေကထောက်ပြပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။ လူမှုဘဝအလွန်နှိမ့်ချနေတဲ့မြန်မာနိုင်ငံကို တိုးတက်အောင်အတွက် နိုင်ငံရေးသမားနဲ့စီးပွားရေးသမားတို့ပူးပေါင်းပြီးနိုင်ငံလုံးချုပ်စီးပွားရေးစနစ်ကြီးတစ်ခုကိုထူထောင်ပြီးလှုပ်ဆောင်တင်ကြောင်းစီးပွားရေးနဲ့နိုင်ငံရေးလေးလာစောင့်ကြည့်သူတွေကထောက်ပြကြပါတယ်။နိုင်ငံတကာနိုင်ငံမှာနိုင်ငံရေးသမားနဲ့စီးပွားရေးသမားကင်းတဲ့နိုင်ငံမရှိကြောင်းအရေးကြီးတာကသူတို့ရဲ့စဉ်စားချက်ဖြစ်ကြောင်းအဲဒါကြောင့်နိုင်ငံရေးသမားနဲ့စီးပွားရေးသမားပူးပေါင်းပြီးတိုင်းပြည်တိုးတက်အောင်လှုပ်ဆောင်တင်ကြောင်းစီးပွားရေးလေးလာသုံးသပ်သူဦးထိပ်အောင်ကြီးကစီရင်နေတဲ့တင်ဌာနကိုပြောပါရတယ်။ အဲ့ဒါကတခုရှိတယ်မမှန်ကန်ပြောကြရဆိုတော့ဆိုတော့နိုင်ငံရေးသမားနဲ့စီးပွားရေးသမားနဲ့ကင်းတဲ့နိုင်ငံတိုင်းနိုင်ငံမှမရှိဘူးအဲ့တော့ဘာရည်ကြီးလဲဆိုတော့သူ့ရဲ့စဉ်းစားချက်ကရည်ကြီးရတယ်ဥပမာပြောရရင်တော့ဥပမာတည်းလိုပဲရှိနေတာပဲလေသူတို့ကပြောတယ်ဥပမာတစ်ခုပေးမယ်ပတ်ချုံကြီးကခရိုဒီမွေးတော့တိုက်ပြီးကြသွားတယ်တော့ဘာကြီးကခရိုဒီမွေးတယ်ဘာဖြစ်လို့အဲ့ခရိုဒီကတော့ international level မရောက်တလေမောင်းမောင်းမောင်းကြီးကရည်ကြီးရပေါ့တခုလို့ရှိတာကစီးပွားရေးသမားကြီးတို့အမျက်ကိုကြည့်တာတိုက်ပြီးတူတဲ့ခုဒီနိုင်ငံလုံးရှုံစီးပွားရေးတစ်နေ့ကြီးကိုကြည့်ရမှာဒီဥစ္စာတို့တို့တဲ့အများကြီးရပါမယ်လို့နိုင်ငံလုံးရှုံစီးပွားရေးတစ်နေ့ကြီးကိုထိခိုက်စေမယ်ဆိုလို့ရှိ ရင်ဒါကိုမလုပ်ပြင်ဘူးတိုင်းပြည်တွေတက်သွားတာအကုန်လုံးဒီဒါကျွန်တော်အာမခံပြီးပြောတယ်တောင်ကိုရီးယားဂျပန်စင်ကာပူအဓိကဒီလူလူစီယူခေါ်တယ်အဲ့ဒါကိုသဘောပေါက်ဖို့လိုတာအဲ့တော့လူစီရန်နေရစီဘလောက်နိုင်ငံတော်ချုပ်စီဝိုင်းစနစ်ကိုဒီပြည်သူ့ရေးအစီအစဉ်ကံကံမှုစနစ်ကိုဘလောက်ထိနားလည်ပြီးတော့ပြိုင်ပိုင်နိုင်နိုင်ဘယ်လိုနိုင်ငံသမားကိုနားလည်အောင် ရှင်းပြနိုင်လေသူအရေးကြီးတာတကယ်တမ်းကျတော့တွေ့ကြုံတကယ်ရှိနေတာမဟုတ်ဘူးဒီတော့မှဒီအားမဲ့ရှိရှိနားထောင်နေလေ့ကျင့်နေတယ်အများစုကကျတော့နားပါတိုင်းပြည်ပြည်တော်ရှိမှုမစင်းသားတဲ့စကားချက်ပါလို့ခင်ဗျာပါနဲ့နိုင်ငံသမားကိုနားလည်အောင်ပြောပြနေနိုင်ဖို့တော့လိုတာပေါ့မြန်မာနိုင်ငံမှာအစိုးရတရက်အတွက်လာတိုင်းခရိုနီအုပ်စုတစုကခေါင်းထောင်လာတတ်တယ်လို့ American Sanction ကြောင့်စီးပွားပြတ်သွားတဲ့ခရိုနီနဲ့ရိမ့်ရိုင်သွားတဲ့စစ်အာဏာရှင်တယောက်မှမရှိပေမဲ့ပြည်သူတွေကတော့ Sanction ရဲ့ဒဏ်ကိုတွေဝိုက်ပြီးခံစားရပါတယ်အဲ့ဒီအပြင် ိုင်းပြည်ရဲ့ဗန္ဓာရေးနဲ့စီးပွားရေးမှာလည်းတဆင့်ငံအခြေအနေတွေနဲ့လုတ်ခဲရပြီးနစ်နာပြင်းရင်နစ်နာနေတဲ့အခြေအနေဖြစ်ပါတယ်မြန်မာနိုင်ငံမှာနိုင်ငံရေးလုတ်ချင်ရင်မိမိနိုင်ငံအားဘလို့ပင်ချစ်စေကမူအမိမရှိရင်ဘာမှလုပ်မရဘူးလို့တိုင်းလိုင်ရှင်းဤအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ဥက္ကရာစိုင်းထေအောင်က CNN သတင်းဌာနကိုပြောပါရတယ်။ဒီမှာနိုင်ငံရေးပါတီလုတ်ချင်တယ်ဆိုဘလောက်ပဲနိုင်ငံချစ်ချင်ချစ်နေကြတယ်။အမိမရှိရင်ဘာမှလုပ်မရဘူးသူရဲ့ပုံစံမျိုးနဲ့ဖြစ်လာတယ်။အဲ့ဒါကြတော့ကျွန်တော်တို့နိုင်ငံရေးပါတီ ီးရသူပြနိုင်ရည်လုံနေကြတာတွေရှိတယ်။အတူငွေလိုတဲ့အခါကျတော့စီးပွားလုပ်ငန်းရှင်တွေပေါင်းမယ်။စီးပွားလုပ်ငန်းရှင်တွေပေါင်းတဲ့အခါကျတော့စီးပွားလုပ်ငန်းရှင်တွေသူ့မှာအကျိုးများမရှိတဲ့ကုညီမှာမဟုတ်ဘူး။စီးပွားလုပ်ငန်းရှင်တွေတစ်ဖက်ကလည်းအကျိုးများနဲ့ကုညီနေတယ်။ကုညီတဲ့အခါကျတော့ပုံနိုင်ငံကြီးကတော့ကျူးချီပြီးသားဆိုတော့ဒီဒါဆိုနိုင်ငံကြီးကလည်းဘာမှမရှိဘူး။မြန်မာနိုင်ငံမှာနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို2023ခုနှစ်ဇန်နဝါရီ31ရက်ကပြဋ္ဌာန်းခဲ့ပြီးပြည်ထောင်စုအဆင့်ပါတီဖြစ်ပါကမြို့နယ်တရားကျော်မှာပါတီရုံးကန်း န်းဖွင့်ရမှာဖြစ်ပြီးပါတီဝင်အင်အား9000စုစည်းနိုင်ရမည်နဲ့ပါတီထူထောင်ခြင်း3000ပြည်တော်စုရွေးကောက်ပွဲကော်မရှင် UEC ကိုပေးသွင်းရမယ်လို့သတ်မှတ်ခဲ့ပါတယ်။အဲ့ဒီနောက်နိုင်ငံရေးပါတီတွေဟာရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်တဲ့အခါမှာလဲကိုယ်စားလှယ်လောင်းတွေအတွက်မဲဆွယ်စည်းရုံးရေးကုန်ကျစရိတ်တွေရှိလာပြန်ပါတယ်။အဆိုပါအခြေအနေတွေကြောင့်နိုင်ငံရေးပါတီတွေနဲ့နိုင်ငံရေးသမားတွေဟာစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ထောက်ပံ့ပေးမှုတွေကိုလိုအပ်လာကအကူအညီတောင်းခံမှုတွေပြုလုပ်ခဲ့ကြရတဲ့အတွက်နိုင်ငံရေးပါတီတွေအားစီးပွားရေးသမားတွေကချုပ်ကန် လာခဲ့ပါတယ်။မိမိကိုကြိုးစီပွားအတွက်တိုင်းပြည်ကိုချစ်ဟန်ဆောင်တဲ့လူတွေကိုလူထုကမဲမပေးမိဖို့လိုအပ်တယ်လို့ TNDP မှဥက္ကဋ္ဌဆိုင်းထီအောင်ကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်အောင်ပါပြည်သူလူထုတွေအနေနဲ့မိမိကိုကြိုးစီပွားအတွက်တိုင်းပြည်ကိုချစ်ဟန်ဆောင်တဲ့လူတွေကိုမဲမပေးမိဖို့လိုအပ်တယ်လို့တိုင်းလယ်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှဥက္ကဋ္ဌဆိုင်းထီအောင်က CNN သတင်းဌာနကိုပြောပါရယ်မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ26ရက်မှာရွေးကောက်ပွဲအပိုင်းအသစ်ကို၎င်း 2026ခုနှစ်ဇန်နဝါရီ17ရက်မှာရွေးကောက်ပွဲအပိုင်း2ကိုလကောက်ဇန်နဝါရီလနောက်ဆုံးပတ်မှာရွေးကောက်ပွဲအပိုင်း3ကိုလကောက်ကျင်းပမှာဖြစ်ပါတယ်။နိုင်ငံရေးသမားဆိုတာကကိုလူမျိုးကိုတိုင်းပြည်အကျိုးမြတ်ရှိမယ်ဆိုရင်ဘယ်သူနဲ့မဆိုပေါင်းတင်ဆက်ဆံနိုင်ရမှာဖြစ်ကြောင်းတိုင်းပြည်နဲ့ပြည်သူကိုချစ်ရန်ဆောင်ပြီးကိုကျိုးရှာနေသူတွေကိုမဲမပေးမိဖို့လိုအပ်တယ်လို့တိုင်းလယ်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှဥက္ကဋ္ဌဆိုင်ထေအောင်ကစီနံတင်ထဏာကိုပြောပါရယ်နိုင်ငံရေးသမားဆိုတာတော့ဂျန်ဒီကိုမိတ်ဆွေဖြစ်အောင်လုပ်ရတာလေ ဲ့တော့ခဏပြောတော့လုံးကပြောတဲ့စကားလုံးလေးတွေကတော့ဒါကညာလူလည်းမဟုတ်ဘူးဒါကျွန်တော်တို့ကတိုက်ပြီးတက်ကိုရှေ့ချူပြီးသွားဆိုမြေလူနဲ့ဆိုတက်အောင်ပေါင်းတာတိုက်ပြီးလက်ပြီးပြီးပြီးမျက်နှာကိုကြည့်ပြီးအလုပ်လုပ်တဲ့သူကတော့အဲမေပေရီရှေ့လည်းကျွန်တော်တို့ပြည်သူလူထုအနေနဲ့အကြောင်းလဲဆိုတော့ဒီနေ့ရှင်ကတော့တိုက်ပြီးတဲ့အရာမျိုးနာလာကြတာပြန်နေဆောက်ရေးလုပ်ကြနေတယ်အဲချွတ်တိကြတော့လည်းတိုင်းပြည်နဲ့ပြည်သူတော့ ပြရဆောင်မှာကိုကျိုးချတဲ့လူတွေကိုလည်းမပေးမိဘူးတော့တို့ရတာပေါ့ဒါတော့ကျွန်တော်ဖြတ်တန်းခဲ့တဲ့အတွေ့အကြုံရတော့အများကြီးကျေနပ်ဘူးပြီအဲ့နိုင်ငံရေးမှာဆိုတာနိုင်ငံရေးငကောင်းဒီဆောင်ရမယ်နောက်ပြီးတော့ကိုဒီမျိုးကိုတိုင်းပြည်ကအကျိုးများရှိမယ်ဆိုရင်လူတွေမဆိုပေါင်းတင်ဆက်ဆံနိုင်ရမယ်ဆိုတော့ခန္ဓာမျိုးရှိရှိတင်တာပေါ့အဲ့တော့ခဏမှပြောရဲဆိုတော့တန်တော်နေတဲ့တာသာတာဖြစ်တဲ့ဘာလို့ဆိုရင်စာထက်ကို ဒါတောင်တော်နေနဲ့တိုင်းပြည်ကိုရှိတဲ့ရာဖြစ်ဖြစ်ဖြစ်ရှိကြရရင်တူကြရင်တော့အလုံးကတိုင်းပြည်ကိုဆောင်ရွက်စုပေါင်းညီညာကြလို့ပြောကြမှာလေဒီလိုချာနေနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်ဦးကြီးမင်းအောင်လည်းကရွှေကောက်ပွဲအတွက်မဲပေးရမှာတိုင်းပြည်နဲ့အဒေတာအကျိုးကိုဆောင်ရွက်နိုင်သူတပ်မတော်နဲ့တဟားစာရာဖြစ်ပြီးလက်သွဲဆောင်ရွက်နိုင်သူတွေကိုရွေးချယ်ဆန္ဒမဲပေးဖို့လိုအပ်တယ်လို့ပြောပါရယ် တိုင်းပြည်ရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးတပ်မတော်တစ်ခုတည်းကိုတာမဟုတ်ပဲစီးပွားရေးလုပ်ငန်းရှင်တွေ၊စက်မှုလုပ်ငန်းရှင်တွေစတဲ့အဖွဲ့အစည်းတွေအားလုံးတို့ကညီညွတ်ညွတ်မြတ်မြတ်တသားဖြစ်တဲ့နယ်လို့နိုင်ငံရေးလေလာတုံးသက်သူဦးထောင်အောင်ကျော်ကစီရင်လန်တင်ဆက်တာကိုပြောပါရစေ။အင်းတပ်မတော်နဲ့တဟဇာတာမတည့်တဲ့အဖွဲ့အစည်းဆိုတာအမလို့ဘာဖြစ်ဖြစ်ကဒီတိုင်းပြည်တည်မှာအုပ်ချုပ်ချက်ဖြစ်ဆိုလို့ရှိရင်ဒါကတပ်မတော်ဆိုတဲ့ဟာက ကြည့်လက်ယုံပေါ့နော်ကြည့်လက်ယုံဖြစ်တော့လက်ယုံလက်ယုံနဲ့ဒီအုံနောက်နဲ့ဟိုဟာနဲ့မတက်ကြဘူးဆိုလို့ရှိရင်အဲ့အစမပြေဘူးပေါ့လေအားလုံးကညီညွတ်ညွတ်နဲ့ဟာဟိုတစ်ခုနဲ့တစ်ခုနဲ့ဒါတမတော်နဲ့မှမဆုံးဘူးကျွန်တော်ပြောချင်တာလေတကယ်ကိုကုန်းတယ်စီးပွားအာဆက်မှုလုပ်ငန်းရှင်အားလုံးဒါလည်းဟိုအကုန်အစဉ်ကြီးချုံးမှုရမယ်တစ်ခုနဲ့တစ်ခုနဲ့အားလုံးကတမတမများများတတ်ကြပါတော့နော်အားလုံးဒီ အအကုန်လုံးတိုင်းပြည်အကျိုးစီးပွားကိုရှေ့ရှုပြီးတော့မှအားလုံးဟိုအတူတကွဖွံ့ဖြိုးတိုးတက်တဲ့ပုံစံမျိုးကိုတွားတဲ့အားမျိုးပေါ့လေအားလုံးအားလုံးကလည်းနတ်တတမြင့်မြတ်ဖြစ်နေရမှာပေါ့မြင့်မြတ်တယ်ဆိုတာလည်းမြတ်တမှမြင့်မြတ်တာကိုအဲဒါအကုန်လုံးတစ်ခါဆောင်နေဖြစ်နေလေမြင့်မြတ်စရာအကြောင်းရှိတယ်အားလုံးမြတ်တမှမြင့်မြတ်မှာပေါ့နော်အကုန်လုံးအဖွဲ့ဒီဒီဒီအဲ့ဒါလို့တွားလို့ရှင်တာတိုင်းပြည်ကဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာတိတ်တော့ မကြောက်လို့ကျွန်တော်ယုံကြည်ပါခင်ဗျာမြန်မာနိုင်ငံမှာကျင်းပမဲ့ရွှေကောက်ပွဲကနိုင်ငံရဲ့အလှည့်ပြောင်းကိုဖြစ်စေမှာဖြစ်ကြောင်းဒုတာဝန်ရဲ့အရေးသုံးပါးကိုကာကွယ်ဆောက်ရှောက်သူတွေကိုရွေးချယ်ကြဖို့လိုအပ်တယ်လို့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်စီအန်အိုင်သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကဟစ်ဘိုလာအဖွဲ့ကိုလက်နက်ဖြုတ်သိမ်းဖို့နောက်ဆုံးရက်သတ်မှတ်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုရဲ့အဆိုအရဖွဲ့ကဒီဇင်ဘာ31ရက်ကိုနောက်ဆုံးထားပြီးဟစ်ဇ်ဘိုလာအဖွဲ့ကိုလက်နက်ဖြုန်သိမ်းဖို့နောက်ဆုံးရက်သတ်မှတ်ခဲ့တယ်လို့ဆောက်ချိုင်းနာမော်နီပို့စ်ကဖော်ပြခဲ့ပါတယ်။ဒါ့အပြင်လက်ဗနွန်အဆိုအရအနေနဲ့အစ္စရေးသတ်မှတ်ထားတဲ့နောက်ဆုံးရက်မတိုင်မီဟစ်ဇ်ဘိုလာအဖွဲ့ကိုလက်နက်ဖြုန်သိမ်းနိုင်ခြေရှိမရှိ မေးခွန်းတွေထွက်ပေါ်လာခဲ့ပါတယ်။အစ္စရေးကာကွယ်ရေးဝန်ကြီးအစ္စရေးကတ်ကလည်းဟစ်ဇ်ဘိုလာအဖွဲ့အနေနဲ့လက်နက်ဖြုန်သိမ်းဖို့သဘောမတူဘူးဆိုရင် လက်ဗနုံကိုစေရင်နဲ့အေးအေးယူမယ်လို့ပြီးခဲ့တဲ့သတင်းဘက်ကသတိပေးခဲ့ပါတယ်။ဒါကြောင့်အစ္စရေးဟာဒဇယ်ပြတ်ကျော်တိုက်ခိုက်တဲ့စစ်ပွဲအသစ်တစ်ခုဆင်နွှဲမယ်အခြေအနေအတွက်ပြင်ဆင်နေကြောင်းမိမောင်းထုတ်ပြသရာရောက်ခဲ့ပါတယ်။အစ္စရေးအနေနဲ့နိုင်ငံမြောက်ပိုင်းနယ်စပ်မှာ Hezbollah လက်နက်ကင်တွေတရှိနေမှာကိုလုံးဝလက်ခံမှာမဟုတ်ပါဘူး။အတိတ်ကာလကနိုင်ငံကကြီးညာချက်တွေနဲ့အညီ Hezbollah အဖွဲ့ဟာအလုံးစုံလက်နက်ချရပါမယ်။ Hezbollah အဖွဲ့အနေနဲ့မလိုက်နာဘူးဆိုရင်တော့အစ္စရေးကအင်အားသုံးလုံးဆောင်ရပါမယ်လို့ကတ်စ်ကပြောကြားခဲ့ပါတယ်။ဒါအပြင်အစ္စရေးအစိုးရက နိုင်ငံမြောက်ပိုင်းနယ်စပ်အနီးနေထိုင်တဲ့ဒေသခံတွေကိုထိခြားမှုတွေအောက်မှာနေထိုင်ခွင့်ပြုမှာမဟုတ်ဘူးလို့လည်းသူကပြောကြားခဲ့ပါတယ်။အစ္စရေးနဲ့ဟစ်ဘိုလာကြားနောက်၂၄ဦးနဲ့ကုန်ပိုင်းကအပြစ်ကရဲစဲသဘောတူညီချက်ရရှိထားတဲ့အတိုင်းမကြသေးမီလတွေတွင်တင်းမာမှုတွေမြင့်တက်ခဲ့ပါတယ်။အစ္စရေးကတော့ဟစ်ဘိုလာအဖွဲ့ဟာစစ်ရေးဆွမ်းဆောင်ရည်တွေကိုပြန်လည်တိစောက်နေတယ်လို့စွပ်စွဲခဲ့ပါတယ်။ဒီနောက်ဟစ်ဘိုလာအဖွဲ့ကလည်းအစ္စရေးဟာလေကြောင်းတိုက်ခိုက်မှုတွေဒရုန်းတွေဝင်ရောက်ပြန်တမ်းမှုတွေဒေဇက်ဖြတ်ကျော်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး လက်ဗနွန်နိုင်ငံရဲ့အချုပ်အခြာအာဏာကိုချိုးဖောက်နေရလို့ပြန်လည်ဆွဆွဲခဲ့ပါဗါတယ်။အစ္စရေးကာကွယ်ဝန်ကြီးကတ်စ်ကတော့လက်ဗနွန်သမ္မတမိုက်ကယ်အာရွန်နဲ့လက်ဗနွန်အစိုးရအဖွဲ့ဟာအစ်စဘိုလာအဖွဲ့ကိုလက်နက်ဖြုန်သိမ်းဖို့စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ဘူးလို့ဆွဆွဲခဲ့ပါဗါပြည်ကလေးကမာဒူရိုနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ဖုန်းဆက်သွယ်ပြောဆိုခဲ့ချိန်မှာ မာဒူရိုရဲ့တောင်းဆိုချက်တွေကိုထရန့်ကညှင်းပယ်ခဲ့တဲ့ဆွေသတင်းကိုလည်းဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ ပြီးခဲ့တဲ့လကမာဒူရိုနဲ့အမေရိကန်တမန်တော်နယ်ထွန်းတို့ဖုံးဆက်သွယ်ပြောဆိုခဲ့ချိန်မှာမာဒူရိုရဲ့တောင်းဆိုချက်တွေကိုထရန့်ကညှင်းပယ်ခဲ့ကြောင်းဒီအကြောင်းအရာနဲ့နှီးဆက်တဲ့သတင်းရင်းမြစ်လေးခုကပြောကြားခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ဒါကြောင့်ဗင်နီဇွဲလားတမန်တော်မာဒူရိုဟာယာရုကစင်းဖို့နဲ့အမေရိကန်ကလုံခြုံရေးအာမခံပေးထားတဲ့လမ်းကြောင်းမှတဆင်နိုင်ငံအတွင်းမှာထွက်ခွာဖို့ရွေးချယ်စရာတွေတိတ်မကြံတော့ကြောင်းထောက်ပြကြပါတယ်။အမေရိကန်ကကာရေဘီယံပင်လယ်မှာမိုးရေဆေးဝါးမောင်းခိုကူးတယ်လို့တန်လျာရှိရဲ့တင်းမောတွေကိုတိုက်ခိုက်မှုတွေအပါအဝင်ဗင်နီဇွဲလားနိုင်ငံကိုဖိအားတွေတိုး ြင်ခဲ့ပြီးနောက်နိုဝင်ဘာ22ရက်မှာထရန်နဲ့မာရီယိုတို့ဖုံးဆက်သွယ်ပြောဆိုခဲ့တာဖြစ်ပါတယ်ထရန်ကတော့မာရီယိုနဲ့ပတ်သက်နေတဲ့ဗင်နီဇွဲလာရဲ့ကာတယ်ဒီလိုဆိုလန်မူရစ်စေဝါကိုင်းကိုနှိမ်နှင်းဖို့မြေပြင်စစ်ဆေးရေးပြုလုပ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်မာရီယိုနဲ့သူ့ရဲ့အဆိုအရအဖွဲ့ကတော့ဘလို့ရာဇဝတ်မှုအဖွဲ့အစည်းတွေနဲ့မှာပတ်သက်တာမရှိကြောင်းညင်းဆိုခဲ့ပါတယ်ထရန်နဲ့ဖုံးပြောချိန်မှာမာရီယိုကသူ့အပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုအားလုံးကိုယုံသိမ်းဖို့နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကိုတင်ထားတဲ့သူ့ရဲ့အမှုကိုဆုံးသတ်ဖို့အပါအဝင်သူနဲ့သူ့ရဲ့မိသားစုဝင်တွေဟာအပြည့်အဝတရားဝင်လို့ ုံငယ်ခွင့်ရရှိမယ်ဆိုပါကဗင်နီဇွဲလားနိုင်ငံမှာထွက်ခွာဖို့ဆန္ဒရှိကြောင်းထရန့်ကိုပြောခဲ့တယ်လို့သတင်းရင်းမြစ်၃ခုကပြောကြားခဲ့ပါတယ်။ဒါ့ပြင်လူခွင့်ရေးချိုးဖောက်မှုတွေမွေးစေဝါမောင်ခိုကူးမှုဒါမှမဟုတ်အဂရိလိုက်စားမှုတွေပါဝင်တယ်လို့စွပ်စွဲခံထားရတယ်။ဗင်နီဇွဲလားအစိုးရအရာရှိတရားကျော်ကိုချမှတ်ထားတယ်။ပိတ်ဆို့မှုတွေကိုလည်းဖယ်ရှားပေးဖို့မာဒီယိုကတောင်းဆိုခဲ့ပါတယ်။အဲဒီနောက်ရုပ်ောက်ပွဲအသင်းမပြုလုပ်မီဒုတိယသမ္မတဒက်စီရိုဒီဂိုကယာယီသမ္မတအဖြစ်အစိုးရအဖွဲ့ကိုဦးဆောင်လိုက်မယ်လို့မာဒီယိုကထရန့်ကိုပြောကြားခဲ့ပါတယ်။ထရန့်ကတော့မာဒီယိုရဲ့ က်တောင်းဆိုချက်အများစုကိုညှင်းပယ်ခဲ့ပေမဲ့မာရီယိုနဲ့သူ့ရဲ့မိသားစုအားဗင်နီဇွဲလာမှထွက်ခွာပြီးသူတို့ရွေးချယ်ထားတဲ့နိုင်ငံတနိုင်ငံကိုသွားရောက်ဖို့အချိန်တစ်ပတ်ရမှဖြစ်ကြောင်းပြောကြားခဲ့တယ်လို့သတင်းရင်းမြစ်နှစ်ခုကပြောကြားခဲ့ပါတယ်။ဒါပေမဲ့မာရီယိုဟာဒေကင်းစွာထွက်ခွာခွင့်ပေးခဲ့တဲ့အချိန်တစ်ပတ်ဟာနိုဝင်ဘာ28ရက်ကတတ်တန်းကုန်ခဲ့တာကြောင့်ထရန့်ကဗင်နီဇွဲလာလေပိုင်နက်ကိုပိတ်ထားပြီးဖြစ်ကြောင်းနိုဝင်ဘာ29ရက်မှာသတိပေးချက်ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့သတင်းရင်းမြစ်တွေကပြောကြားခဲ့ပါတယ်။ ကမ္ဘာပေါ်မှာသွားရောက်လည်ပတ်သင်းတဲ့မြို့တွေရဲ့စီးရင်ကို Global English Editing Website ကစူးစီးဖော်ပြလိုက်တဲ့သတင်းကိုလည်းတင်ဆက်ပေးလိုက်ပါရစေ။ကမ္ဘာပေါ်မှာသွားရောက်လည်ပတ်စရာနေရာတွေများစွာရှိတဲ့နဲ့မတိခင်တစ်ချိန်တစ်ခါမျှသွားရောက်လည်ပတ်သင်းတဲ့မြို့စီးရင်တွေကို Global English Editing Website ကစူးစီးဖော်ပြခဲ့ပါဗါး။၁တိုကျိုဂျပန်ဂျပန်နိုင်ငံရဲ့တိုကျိုမြို့တော်ကိုသွားရောက်လည်ပတ်မယ်ဆိုပါကနီယွန်မီးရောင်များအေဂျင့်နဲ့ဂူဘိမှန်များမီရှယ်လင်းကျယ်ပွင့်အစဉ်ရှိခေါက်ဆွဲဆိုင်များ ခရှိပြည်ရဲ့ယထားတွေနဲ့ရာစုနှစ်ပေါင်းများစွာတည်တန်းခဲ့တဲ့ရင်ကျေးမှုတွေကိုခန်းစားရမှာဖြစ်ပါတယ်။နှင်းပဲရစ်ပြင်တဲ့ပဲရစ်မြို့တော်ကိုရောက်ရှိခဲ့မယ်ဆိုတာကကိုယ့်အိမ်မှာရှိနေတဲ့ခန်းစားချက်နဲ့အခြားကဘာတစ်ခုကိုရောက်ရှိနေတယ်ဆိုတဲ့ခန်းစားချက်နှမျိုးကိုခန်းစားရမှာဖြစ်ပါတယ်။စိတ်ကူးရဲ့အချစ်ဇက်လံ၊ဘီသူကပညာ၊အမှုပညာ၊ဒသနိကပညာ၊မုတ်ဆိုင်တွေနဲ့ဖက်ရှင်အလားပါတွေကိုခန်းစားရမှာဖြစ်ပါတယ်။၃နယူးယောက်၊အမေရိကန်၊နယူးယောက်မြို့ဟာတာမန်မြို့တစ်မြို့သာမဟုတ်ဘဲ စင်ရစု၅စုစုပေါင်းထားတဲ့လူကြီးတစ်မျိုးဖြစ်ပါတယ်။မြို့ရောက်မြို့ဟာအမြဲတမ်းတောက်ဝင်လှုပ်ရှားနေပြီးစိတ်ကူးညံကုန်မြို့မှုလူစုလူဝေးများအံဩစရာတွေကိုကြုံတွေ့ခံစားရမှာဖြစ်ပါတယ်။လေးအစတန်ဘူတူရကီဥရောပနဲ့အာရှရဲ့အလဲမှာတည်ရှိနေတဲ့တူရကီနိုင်ငံရဲ့အစတန်ဘူမြို့တော်ကိုအင်ပါယာများယဉ်ကျေးမှုဘာသာရေးအယူဝါဒနဲ့ဇလန်းပုံမြင်တွေကပုံဖော်ထားတာဖြစ်ပါတယ်။ ငါဘန်ကောက်ထိုင်းထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာကမ္ဘာအကောင်းဆုံးဟုညွှန်းဆိုနိုင်မဲ့လမ်းပေးဆိုင်တွေကအစားချွေရောင်တောက်ပနေတဲ့ဖျားပထိုးတွေနဲ့အထက်မြင့်အဆောက်အုံများစွာကိုမြင်တွေ့ခံစားရမှာဖြစ်ပါတယ်။ထောက်ဘာစီလိုနာစပိန်စပိန်နိုင်ငံဘာစီလိုနာမြို့ရဲ့အသက်ဝိညာဉ်ဟာချင်းဟောင်းပြီးသူကလက်ရများအစားအစာများပင်လယ်လေညင်းညနေပိုင်းအထိလူစီကားစွာရှိနေမှုတွေနဲ့ပုံဖော်ထားတာဖြစ်ပြီးကမ္ဘာလက်ခီးသွားတွေကိုဆွဲဆောင်နိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ခွန်ကိတ်တောင် တောင်အာဖရိက တောင်အမေရိကနိုင်ငံကိတ်တောင်းမြို့ဟာတဘာဝပတ်ဝန်းကျင်ရဲ့ယဉ်ကျေးမှုကိုရောနှောပေါင်းဆက်ထားတဲ့ကမ္ဘာအလှဆုံးမြို့တွေထဲမှာပါဝင်နေကတောင်တန်းတွေသမုဒ္ဒရာတွေတောရိုင်းတိရိစ္ဆာန်တွေနဲ့ခေမီလူနေမှုဘဝတို့ကိုတဟဇာတာဖြစ်စွာမြင်တွေ့ရမှာဖြစ်ပါတယ်။၈ရောမအီတလီအီတလီနိုင်ငံရောမမြို့ရဲ့နေရာတိုင်းလမ်းတိုင်းမှာကိုပိုင်ဇာလန်းတွေရှိပြီးအဆောက်အုံတိုင်းကလည်းဂျာစုနှင့်များစွာကြာမြင့်တဲ့တမိုင်းကိုဖော်ကျူးလျက်ရှိကအရသာထူခဲ့တဲ့ဟင်းလျာတွေကိုလည်းမြည်းစမ်းနိုင်မှာဖြစ်ပါတယ်။ကိုစင်ကာပူ စင်ကာပူနိုင်ငံဟာကမ္ဘာအတန့်ရှင်းဆုံးအလုံးကျုံဆုံးနဲ့စမ်းသပ်တူထင်မှုအရှိဆုံးမြို့တွေထဲမှာပါဝင်ပြီးခြေဟောက်ယဉ်ကျေးမှုနဲ့မြန်မာ့ခေတ်ဒီဇိုင်းတို့ကိုပေါင်းစပ်ထားတဲ့မြို့ဖြစ်ကကမ္ဘာအဆင့်စားတောက်ဆိုင်တွေမှာလည်းတရုတ်မလေးအိန္ဒိယနဲ့အနောက်တိုင်းအစားအစာတွေကိုသုံးဆောင်နိုင်မှာဖြစ်ပါတယ်စီအနာသတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးပါပါတိုက်စစ်မှုဟာလန်ဟောင်း ပရီးမီးယားလိသွင်းကိုးတရာပြည့်တဲ့အမြန်ဆုံးကစားသမားအဖြစ်စံချိန်သစ်တင်နိုင်ခဲ့တယ်ဆိုတဲ့တင်မဲ့ဖြစ်ပါတယ်။ ဘန်စီဒီအသင်းကဖူအန်အသင်းကို9ကို4ကိုနဲ့အနိုင်ရခဲ့တဲ့ပွဲမှာတဘိုးသွင်းခဲ့တဲ့တိုက်စစ်မှုဟာလည်းဟာပရီးမီးယားလိသွင်းကို100ပြည့်တဲ့အများဆုံးကစားသမားအဖြစ်ဆန်ရင်သစ်တင်နိုင်ခဲ့ပါတယ်။အသက်25နှစ်ရွယ်ရှိဟာလည်းဟာပရီးမီးယားလိပွဲပေါင်း112ပွဲကစားပြီးမှသွင်းကို100ပြည့်ခဲ့တာပါ။အဲဒါကြောင့်ဟာလည်းဟာနယူးယောက်ဆယ်သင်းခံတဲ့ဝင်အလန်ရှိယားတင်ထားတဲ့ကာလာရှေချာဆန်ရင်တစ်ခုကိုချိုးဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။အလန်ရှိယားဟာပရီးမီးယားလိပွဲပေါင်း124ပွဲကစားပြီးမှသွင်းကို100ပြည့်ခဲ့တာဖြစ်တဲ့အတွက်ဟာလည်းဟာဆန်ရင်သစ်တင်နိုင်ခဲ့တာပါ။ဒီမှတ်တိုင်ဟာနောက်တစ်ဆန်တစ်ခုနဲ့ ှစ်နွေရာသီမှာမက်ဆီအသင်းကိုရောက်လာပြီးနောက်ဟာလန်ချိုးပြနိုင်ခဲ့တဲ့ပရီးမီးယားလိဂ်တောင်သုံးဆန်ချိန်ဖြစ်ခဲ့ပါတယ်။ဟာလန်ကဂုဏ်ယူဖို့ကောင်းတဲ့အခိုက်အတန့်ပါပဲ။သွေးဝတ်တရားပြည့်အောင်အများဆုံးလုပ်နိုင်ခဲ့တာကအန်ဟောစရာကောင်းခဲ့ပါတယ်။ကျွန်တော်ဂုဏ်ယူသလိုပျော်လဲပျော်ရွှင်ပါတယ်။မက်ဆီဒီအသင်းရဲ့တိုက်စစ်မှုတူဟာဂိုးများကြီးသွင်းယူတင်တယ်ဆိုတာကျွန်တော်အကြိမ်ပေါင်းများစွာပြောခဲ့ပူပါတယ်။ဒါကကျွန်တော်ရဲ့အလုပ်ဖြစ်တဲ့အတွက်ဒါကိုစူးစမ်းပြီးလုပ်နေပါတယ်လို့ BBC Match of the Day ကိုပြောခဲ့ပါတယ်။မက်ဆီဒီအသင်းဒီပြဂွာလူလာကပရီးမီးယားလိဂ်သွေးဝတ်တရားပြည့်တဲ့တိုက်စစ်မှုဟာလန်ကိုဂုဏ်ယူခဲ့ပြီးကလပ်အသင်းအတွက်ဂိုးရစ်ဆက်သွင်းဖို့သူ ူးဆလောင်နေပဲလို့မျှော်လင့်ကြောင်းပြောခဲ့ပါတယ်။ဟာလန်ဟာဒီဟာဒီမှာမန်စီးတီးအသင်းအတွက်16ဘက်ကစားထားပြီးသွေးကော20သွေးထားပါဒီဘက်မှာမန်စီးတီးအသင်းဟာဖူအန်အသင်းကို9ဂိုးတကိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့်ဖူအန်အသင်းရဲ့ခြေပါဂိုးတွေကြောင့်အနိုင်သုံးဘက်ကိုခက်ခဲရယူခဲ့ရပါတယ်။မန်စီးတီးအသင်းဒီပြဂွာရီလာကဒါကပရီးမီးယားလိဖြစ်တဲ့အတွက်ထိန်းချုပ်လို့မရတာကြောင့်သူ့မှာအပြေမရှိဘူးလို့ပြောခဲ့ပါတယ်။မန်စီးတီးအသင်းဟာလာမယ့်ပရီးမီးယားလိပွဲစဉ်အပြင်ဆန်ဒါလန်အသင်းနဲ့ရှင်ပြန်ရမှာဖြစ်ပါတယ်။ စီအန်အိုင်သတင်းဌာနရဲ့2025ခုနှစ်ဒီဇင်ဘာလ3ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်းတဲ့နေ့တစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။